နေပြည်တော်ရှိမဲယုံတွေမှာကြိုတင်မဲပေးတဲ့အခါမှာအမှန်ချစ်ပြီးမဲပေးတဲ့စနစ်အစားဒစိတုံးထုပြီးဆန္ဒမဲပေးကြဖို့ကော်မရှင်ကခေါ်ယူမှကြားခဲ့တယ်လို့စေဘူတီရီမြို့နယ်ဇေယသိတ္တိရက်ွက်ကော်မရှင်ရုံးခွဲဥက္ကဋ္ဌဦးတင်မြကပြောပါတယ်။အောက်တိုဘာ29ရက်နေ့ကနိုင်ငံပိုင်သတင်းစာတွေမှာကြိုတင်မဲပေးတဲ့အခါဘောပင်အသုံးပြုပြီးအမှန်ချစ်နဲ့သာဆန္ဒမဲပေးကြဖို့ကြေညာခဲ့ပြီးညနေပိုင်းမှာတော့ ကော်မရှင်ကလည်းညွှန်ကြားချက်နဲ့တစိမ့်တုံးနှိပ်ပြီးဆန္ဒမဲပေးကြဖို့ပြန်လည်ညွှန်ကြားခဲ့ပါတယ်။ဒီလိုညွှန်ကြားချက်ပြောင်းလဲသွားမှုအကြောင်းကိုဇေယသီရိရက်ကွက်ကဥက္ကဋ္ဌဥတင်မြားကအခုလိုပြောပါတယ်။ကျိုတင်မဲလက်မှတ်ကိုအမှန်ကြီးချက်ရတဲ့ခိုင်းခိုင်းတဲ့အကြောင်းဟာပြည်တော်စုကော်မရှင်ကနေပြီးတော့29ရက်နေ့ဒီ28ရက်29ရက်မှာတရင်သာပါတယ်မှာအဲ့ဒီအထိကျွန်တော်တို့အမှန်ကြီးနဲ့ဆန္ဒကျိုတင်မဲကိုဆန္ဒပြုရမယ်လို့ပြောတယ်။အခု ဒီနေ့လေသူတို့ညှို့ကြချက်တစ်ခုရောက်လာတယ်ကျွန်တော်တို့ဒီမှာကျုတ်တဲ့မဲကိုတစိမ့်တုံထုပြီးတော့ပဲမဲပေးရမယ်ဆိုအဲ့ဒါနဲ့မေးကြတဲ့တွေကတမိထက်ပြီးသားပုံးနေမဲတွေကိုဘယ်လိုလုပ်မလဲဆိုတော့ထက်ပြီးသားမဲတွေကိုစရင်ယူပြီးတော့မဲပုံးတွေလည်းဒီတိုင်းပဲထားပါလို့ပြောတယ်။ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဘာမှမဖြေလိုက်ဒီပေါ့။ အဲကျွန်တော်တို့ကလည်းထပ်မေးတယ်အခုကျွန်တော်တို့မဲဘုံလဲမယ်ဆိုရင်အကုန်လုံးမီဒီယာတွေဟိုပါတီတွေလွတ်တော်ကိုယ်တိုင်ဒီမှာဖြစ်မှာပေါ့အကုန်လုံးအကုန်လုံးခေါ်ပြီးတော့ရှေ့မှာတင်ဒီမဲဘုံနှစ်ပုံးကိုအစ်စ်ပြန်ပိတ်ပါတဲ့တက်တည်ထားပြီးတော့ပိတ်ပြီးတော့အထဲမှာဘာမှမရှိကြောင်းဒီလိုရှင်းပါလို့ပြောခိုင်းတယ်အဲကြောင့်ကျွန်တော်တို့လည်းမီဒီယာတွေကိုကျွန်တော်ကိုယ်တိုင်ဖုံးဆက်ပြီးပြီးတော့ ကျွန်တော်တို့ဒီမဲပုံးနှစ်ပုံးကမနေ့ကထည့်ပြီးတဲ့မဲကိုတော့ဒီတိုင်းပုံးလိုက်တယ်ထားမယ်ကျွန်တော်တို့အစ်စ်နှစ်ပုံးပြန်ပိတ်မယ်ပိတ်ပြီးတော့ဒီရှေ့မှာပဲကျွန်တော်တို့သူတို့ဥွေနဲ့အညီဆန္ဒမဲဆက်ပြုတ်ဖို့အစီအစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ဒီပေးထားတဲ့မဲတွေကိုသူတို့ပြည်တော်စုကော်မရှင်ကဘယ်လို့မှမညှို့ကြားသေးပါဘူးတဲ့အဲ့ညှို့ကြားပြီးတော့မှပဲကျွန်တော်တို့ဆက်ပြောပါမယ်တဲ့ ဘယ်ဘယ်ရောက်ကပေးအလုံးဟိုသူတို့ဘယ်နဲ့ရောက်ကပေးရလဲမသိဘူးဘယ်ရောက်ကပေးပေးအကုန်လုံးဒီတိုင်းပဲထားပေးရမယ်ကျွတ်တယ်မဲမှန်တယ်ဗျပြည်အောင်စုကော်မရှင်ကနေညှို့ကြားလို့ပဲလို့ပြောပါတယ်ဒီလိုဒစိုက်တုံထူရမယ်အမှန်ကြီးချစ်တာပျက်စီးနိုင်တယ်အမှားရင်ဖြစ်နိုင်တယ်လို့ဒီကဆက်တယ်မဲတော့အမှန်ကြီးတယ်ရချက်အဲအမှန်ကြီးပဲချက်တာ23မဲ23မဲမနေ့ကဟုတ်ကဲ့ဇိတ်တုံးက तू က မဲယုံမှုတွေအပ်ရမယ်ဆိုပြီးကျွန်တော်ကမဲယုံမှုတွေနဲ့လုံချုံနဲ့ညာတတ်သိထားတာပေါ့ဗျာမဲယုံမှုတွေအပ်ပြီးတော့အာဒီမနေ့မှတိုက်ပြလာလက်ရှိမှာတော့အောက်တိုဘာ29ရက်နေ့အတွက်ဘောပင်အသုံးပြုပြီးကြိုတင်မဲပေးခဲ့တဲ့မဲပြားတွေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ဘလို့ဆက်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး NLD ပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးစရာတော်ကမေးမြန်းမှုပြုလုပ်ထားပါတယ်ကျွန်တော်တို့လည်းဒီကြိုတင်မဲပေးတဲ့ဟာကအမှန်ချစ်လို့ပဲကျွန်တော်လည်းရည်သူရသိတာလဲလက်မှတ်ပြားပေါ်မှာလည်းအဲဒီလိုပဲ စားတစ်ခုခုပြောင်းလဲတယ်ဆိုလို့ရှိရင်အချိန်ကြီးဒီလေးကိုလိုအပ်တယ်လို့အားလုံးကလည်းတည်ရင်းကြည့်လို့လိုအပ်ပါတယ်အခုကကျတော့အမှန်ကြည့်လို့လို့တစ်စက္ကန့်လို့လို့လည်းမျိုးနှစ်ခုဝိဝါဒပွဲပြနေတာတော့သိမှတ်တယ်လက်ရှိအနေထားမှာ တော့ baby သားမဲတွေကိုတော့အတီးပြူထားပြီးသားလို့ပဲဟိုမှာပေါ့နော်သတ်မှတ်ထားတာပေါ့ဗျာနောက်ပိုင်းဆက်ပေးမယ်မဲတွေကိုတစ်စက္ကန့်လို့ကြောင်းပေါ့အဲ့လိုမျိုးပဲကျွန်တော်မြန်မာနာမျိုးနယ်မှာကြိုတင်မဲပေးမှုကိုအောက်တိုဘာ29ရက်နေ့ညနေပိုင်းမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဝန်ထမ်း62ဦးက ကြိုတင်မဲပေးခဲ့ပြီးလက်ရှိနေရာကနေတခြားနေရာကိုတွားရောက်တာဝန်ထမ်းဆောင်ရမယ့်ဝန်ထမ်းတွေဖြစ်တယ်လို့သိရပါတယ်။အောက်တိုဘာ30ရက်နေ့မှာတော့နေပြည်တော်အတွင်းမှာရှိတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းရုံးတွေမှာနိုင်ငံ့ဝန်ထမ်းတွေကြိုတင်မဲပေးလျက်ရှိပါတယ်။အောက်တိုဘာ29ရက်နေ့နဲ့30ရက်နေ့တွေမှာ နေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေကြိုတင်မဲပေးတဲ့ပြုလုပ်တဲ့အခါမှာရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့အတိုင်းလွတ်လပ်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ဇေယသီရိရက်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးကိုအောက်တိုဘာ29ရက်နေ့မှာဒုတိယသမ္မတဦးညံ့ထွန်းလာရောက်မဲပေးခဲ့ပြီးအောက်တိုဘာ30ရက်နေ့မှာဝင်ကြီးဌာနအချို့ကဝန်ထမ်းအကြီးအကဲတွေကြိုတင်မဲလာရောက်ပေးခဲ့ကြပါတယ်။စပူသီရိမြို့နယ်မှာဇေယသိတ်ထီ၊ဘောဂသိတ်ထီ၊ညာနာသိတ်ထီ၊မင်္ဂလာသိတ်ထီ၊ဝနာသိတ်ထီ၊ဒနာသိတ်ထီ၊ဒုက္ခသိတ်ထီ ကြတဲ့ရက်ွက်တွေမှာရှိတဲ့နိုင်ငံသားသွားမဲ့ဝန်ထမ်းတွေကြိုတင်မဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။